ထူလိုက်တဲ့ကြည့်ရှုနေကြတော့ပြည်တွင်းပြပရဟန်းရှင်လူပြည်သူအလုံးတောကခတ်သိနေအေးကြနှလုံးစိတ်ဝမ်းအေးချမ်းကြပါသည်ယခုအခါရာသီဆက်ဝင်းတို့ပြောင်းလာတာအောက်တိုဘာလ23ကနေ29ရောက်ရှိလာပါပြီမကြမီတစောင်းမုံတစောင်းတိုင်းပျော်စရာများနဲ့မြိုင်ဆိုသလိုပဲနခတ်တရားတွေစုံစည်းလာပြီးတော့ တစားမုံလာပြည့်ကြီးကျေတာယာတွေနဲ့ဆုံးပြီးတော့တာယာလှပတဲ့ကောင်းငင်ပြင်းကြီးနဲ့နခတ်တာယာတွေဆုံမဲ့အချိန်မှာဒီအချိန်မှာဖြူလိုက်ဆိုင်ကိုကြည့်ရှုနေကြတဲ့မိသားစုပိဋကကြီးအတွက်ခုနှစ်နှစ်ခုနှစ်နာရာသီပွားကကြမာများအဆုကောင်းဟောပြမှာဖြစ်ပါတယ်ပိဋကရာသီပွား ဖိဇာရာသီပွားရေးဆိုအောက်တိုဘာ24နဲ့နိုဝင်ဘာ22ကြားမှာမူဖွားသူတွေဖြစ်တယ်။ဒီရာသီပွားတွေဟာရာဒူးလာသာတိုးတက်မယ်၊တင်တာရှင်ပြန်ရလာတွေအနိုင်ရမယ်၊အိုးအိမ်အစ်စ်တွေရမယ်။မိမိကကံကောင်းသူတယောက်ဖြစ်နေတယ်။ဘာပဲလုပ်လို့အဆင်ပြေနေတယ်။ရဲရဲလုတ်ကင်ဆုံးပြတ်ပါ။ကို့ကြောင့်မိသားစုပတ်ဝန်းကျင်မှာအတွေးခေါ်အယူဆအနေထိုင်တွေမြင့်သွားပါလိမ့်မယ်။အောင်မြင်တိုးတက်မှုကအသင့်တဲ့လက်ထံမှာရောက်နေပါ ရာဓုရကဝင်နှားရေးရအဆင်ပြေပါလေခွက်ကြော်အိုးကြော်ခေါင်းမုံဖြတ်အမြတ်ထုတ်မတမာတဲ့စိတ်ဖယ်လိုက်ပါတပားသူအနိုင်ကျင့်မှုနာကျင်အောင်လုပ်ဖို့ပြောလို့ဆူလို့ရတယ်ဆိုပြီးပြောစုဖို့ပညာပြဖို့မလုပ်ပါနဲ့မိမိအတွက်တိတ်မကြံတုံ့ပြန်လာရင်အကြီးဖြစ်ပါလိမ့်မယ်စားခြင်းနားခြင်းမျှတစွာနေပါမိမိရဲ့ယုံနာခန္ဓာဂရုစိုက်ပြီးပါတက်ကြီးရွယ်ဦးများကိုလည်းဂရုစိုက်ပါတပားလူတန်တရာပွားမဲ့စား ိမိစိတ်မိမိပြန်ဝေဖန်ပေးပါနေ့တိုင်းသူကတော်သူကတော်သူကတော်ပฏิเสธပါစိတ်ပါတရားထိုင်မှာဝိပဿနာထိုင်မှာ၃၃၈ပတ်လည်ထီထူးပါဘဲတော်တော်ဘဲလာလာသူကတော်သူကတော်သူကတော်ရွတ်ပါယောဂီရောင်များအဖြူနှက်ပြကြည်ပြခယံမဲနဲ့ရောင်များဝှက်ပြပါဖိစားရာဒီပါမိသားစုတွေဘေးရန်ခေကြားမှာချမ်းသာကံကောင်းပါလိမ့်မယ်